လောကကြီးမှာလူလောကမှာတိုင်းပြည်အုပ်ချုပ်တဲ့မင်းကြီးတရားဓမ္မနဲ့အညီမအုပ်ဆိုးကြတော့ဘူးတရားနိလန်းနဲ့အညီမအုပ်ဆိုးတော့မင်းစိုးရာဇာတွေတရားပြတ်တဲ့အခါကြတော့မင်းမှုတန်းတွေကလည်းပဲတရားပြတ်လာတယ်တဲ့မင်းမှုတန်းတွေတရားပြတ်လာတဲ့အခါမှာတိုင်းသူပြည်သားတွေလည်းတရားပြတ်လာတယ်နော် အဲ့ဒါကိုပြောတာခေါင်ကမိုးမလုံးဘူးဆိုတာတပည့်ဟုတ်ချွတ်တဲ့မင်းဆိုရာဇာရီဆိုတာဥစည်းကောင်းဆောင်နေဘုရင်ကတရားမဆောင်ဘူးဆိုတော့မင်းမှုတန်းတွေကလည်းတရားမဆောင်ကြတော့သူတို့တရားမဆောင်ရင်တိုက်လူပြည်သားတွေကကောင်းလာလားဆိုတော့မကောင်းသူတို့လည်းတရားမဆောင်ကြတော့တရားကိုချင်းတရားတွေပြစ်ပြားလာကြတယ်အဲ့တော့လူတွေဟာ တရားမဆောင်တဲ့အနေအထားမျိုးတွေဖြစ်ပြီးတော့မတရားမှုတွေများလာတယ်ပေါ့မတရားမှုတွေများလာတရားဥပဒေရဲ့စန့်ကျင်ဘက်တွေနဲ့လိုက်တာတရားဥပဒေနဲ့စန့်ကျင်ပြီးတော့လှုပ်လာကြအေးလူလောကမှာရွှေခစ်လို့ဆိုရတဲ့ခစ်ကောင်းတဲ့အချိန်ကာကာလတုန်းမှာဒီကိုချင်းတရားပြပြပြီးတော့ ဥပဒေနဲ့စန့်ကျင်ဘက်တွေလောက်လာတယ်ဆိုတဲ့အခါမှာရှင်တို့ကစကြဝဠာမင်းဆိုတဲ့ဘုရင်တရားတရားသဖြင့်တိုင်းပြည်ကိုအုပ်ဆိုးကြတယ်အုပ်ဆိုးလာပြီးတော့မိမိတို့ကအချိန်တန်ရွယ်ရောက်လို့ထီနန်းစည်းစိမ်ကိုမိမိတို့ရဲ့ဆက်ခံမဲ့သားတော်ကြီးကိုလွှဲအပ်တဲ့အခါမှာအဲ့ဒီစကြဝဠာမင်းတွေကသူ့သားကိုမှားတယ် မာရတဲ့မဲ့စကားတစ်ခုပါပါလာတော့ဆိုရင်မာတီတတဝိသီတိအတ္တမကာရောပိုတိယိဋ္ဌဆိုတဲ့စကားကိုအလေးနဲ့ထားပြီးတော့မှာငါသားမင်းအုပ်ချုပ်တဲ့နိုင်ငံမှာမတရားမှုတွေမဖြစ်စေနဲ့တော့ဒီဟာကိုမှာတယ်ပေါ့မတရားတဲ့ကိစ္စတွေမဖြစ်စေနဲ့မာတီတတဝိသီတိအတ္တမကာရောပိုတိယိဋ္ဌမတရားတဲ့မှုတွေမဖြစ်စေနဲ့ဘာဖြစ်လို့တော့ဆိုရင် ခေါင်းဆောင်လုပ်တဲ့မင်းကမတရားဘူးဆိုလို့ရှိရင်မင်းမူရန်တွေကလည်းမတရားကြတော့ဘူးမင်းမူရန်တွေကတရားမဲ့သွားရင်တိုင်းသူပြည်သားတွေအားလုံးကလည်းတရားမဲ့သွားတယ်အဲ့တော့ဒီတွေရက်လာလို့ဆိုတော့မဟုတ်သေးဘူးလူတွေတရားကင်းမဲ့သွားပြီဆိုတဲ့အခါကျတော့လူတွေနဲ့ဆက်ဆက်နေကြတဲ့အိဆောင်တတ်တွေကိုဆောင်တတ်တွေအဲ့ဒီအရက္ခဒေဝတာလို့ဆိုတဲ့ လူတွေနဲ့နီးနီးဆက်ဆက်နေကြတဲ့နတ်တွေကလည်းတရားပြက်လာတယ်။ဟောလူတွေရဲ့အရှိန်အဝါကနတ်တွေထီအောင်ကူးဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်နော်။လူတွေကောင်းမှနတ်ကောင်းမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်နေတယ်နော်။အဲ့တော့လူတွေတရားပြက်တဲ့အခါမှာနတ်တွေကလည်းတရားပြက်လာတယ်။လူတွေရဲ့အပူဇော်ကိုခံရတဲ့ဒေဝတာပလိကိုလက်ခံရတဲ့နတ်တွေကလည်းတရားပြက်လာ။ယုဂဇိုးတွေကလည်းတရားပြက်လာ။ ဘုံမဇိုးတွေယုတ်ကဇိုးတွေတရားပြတ်တော့ကောင်းကင်ရံမှာဗိမှန်တည်ရှိပြီးတော့နေကြတဲ့အာကာသတ္ထအာကာသဇုံနဲ့တရားလဲတရားပြတ်လာကြတယ်တရားမဆောင်ကြတော့အဲ့ဒီလိုစင်ငယ်စင်ငယ်နဲ့အကျင့်တရားတွေပြပြလာတဲ့အခါမှာအဲ့ဒီခကြီးရောက်လာပြီဆိုလို့ရှိရင်တဲ့လူတွေတရားပြတ်ခြင်းကြောင့်ဘာတွေကဖောက်ပြန်လာတော့ဆိုလေလန်းเจ้าနေဟာပြောင်းလာတယ် နေလမ်းကြောင်းนี่ပြောင်းတိုက်နေကြလမ်းကနေမတိုက်ပဲနဲ့ဟိုဘက်ကနေတိုက်ဒီဘက်ကနေတိုက်လေလမ်းကြောင်းนี่ပြောင်းလာလမ်းနေရမဖြောင်းတော့ဘူးလေလမ်းကြောင်းนี่ပြောင်းလာတဲ့အခါကျတော့ကောင်းကင်ဘုံမှာရှိကြတဲ့နတ်ဗိမာန်တွေကိုလေတွေကလမ်းမမှန်တော့ဝင်ပြီးတော့နတ်ဗိမာန်တွေကိုလေတိုက်တဲ့အခါဗိမာန်တွေကလှုပ်ရှားသွားတယ်ဟောသူတို့လည်းလေတိုက်လို့ရှိရင်မငြိမ်ဘူးရာတိဝိရု မကောင်းတဲ့အခါလိမ်မြန်စီးတော့လှုပ်တယ်လို့နေမှာပေါ့နတ်ဘိမ္မာကဘိမ္မာကြီးတွေဟာလည်းကောင်းကင်မှာရှိနေတော့လေနဲ့တွေ့တဲ့အခါကျတော့လှုပ်ကုန်ကြအဲ့ဒီလိုဘိမ္မာကြီးတွေကောင်းကင်ဘိမ္မာကြီးတွေလှုပ်လာတဲ့အခါကျတော့လှုပ်ရမလားဆိုပြီးတော့ဘိမ္မာထဲမှာနေတဲ့နတ်တွေကစိတ်ဆိုးတယ်စိတ်ဆိုးတယ်နော်လိမ်မြန်စီးတဲ့အခါလည်းလိမ်မြန်လှုပ်သွားပြီဆိုရင်ကပတ်တိပတ်ထားတာတို့ ကြောက်ကြတယ်ဣတိပိသောရွတ်ကြအထာဏမေတံရွတ်ကြနဲ့လောက်ကြတယ်နတ်တရားလည်းသူတို့ဗိမာန်တွေလှုပ်လာတဲ့အခါကျစိတ်ဆိုးကြစိတ်ဆိုးတယ်ဘာဖြစ်လို့ဒီလိုဖြစ်ရလဲခါတိုင်းမှာတို့ဗိမာန်တွေဘာမှမဖြစ်ဘူးအခုလေတိုက်လို့လှုပ်လာပြီလှုပ်လာတယ်ဆိုသူတို့ကစိတ်ဆိုးပြီးတော့ဘာဖြစ်လဲမိုးမရောအောင်လှုပ်ကြမိုးမရောအောင်လှုပ်လိုက်တယ်အဲ့တော့ လေတိုက်လို့လှုပ်တဲ့ဗိမာန်ရှင်တွေကမိုးမယွံအောင်တားကြတယ်။အဲတော့ရွာလာတဲ့မိုးဟာလည်းပဲလူပြည်လူလောကမှာတပြိုင်နက်ညီညီညာညာရွာတာမဟုတ်ဘဲနဲ့မိုးကွက်ကြရွာလာခဲ့တယ်။ဟိုနာလေးရွာတယ်ဒီနာကြတော့မရွာပြန်ဘူးနော်။မိုးကွက်ကြတွေရွာလာတယ်။မိုးကွက်ကြရွာလာတဲ့အခါမိုးကောင်းတဲ့နေရာလေးကကောင်းမကောင်းတဲ့နေရာမကောင်း အဲ့ဒီလိုမိုးကကြရွာလာတဲ့အခါကျတော့ဘာတွေဖြစ်လာတော့ဆိုမိုးခေါင်တဲ့နေရာတွေကခေါင်မိုးလွန်တဲ့နေရာတွေကလွန်လူတွေကအသီးနှံတွေစိုက်ပြိုးကြတယ်စိုက်ပြိုးတဲ့နေရာကျတော့မိုးကောင်းလွန်အာကြီးတော့ပျက်စီးသွားပြန်မိုးခေါင်လွန်အာကြီးတဲ့နေရာတွေကလည်းတစ်ခါပျက်စီးသွားကြပြန်တယ်အဲ့ဒီလိုမိုးရေမရလို့စိုက်ပြီးသားအသီးနှံတွေကလည်းပဲညှို့ကုန်ကြပြန်တယ်ပေါ့ အဲ့ဒါနဲ့မိုးမမှန်ကန်ကန်မရွာသည့်အတွက်ကြောင့်ဒီမိုးမှန်တဲ့နေရာလေးတွေကတည်နှံလေးတွေဖြစ်တော့လဲမိုးလွန်ခဲ့တဲ့နေရာကပျက်စီးမိုးခြောက်မိုးခေါင်သွားတဲ့နေရာတွေကြတော့တပင်းလေးခြောက်နေအဲ့ဒါလိုလူပြေလူလောကမှာနေတနေတည်းမှာပဲမိုးခေါင်တဲ့နေရာခေါင်မိုးလွန်တဲ့နေရာလွန်မမှန်ရွာတဲ့နေရာရွာသုံးမျိုးသုံးစားကွဲပြားပြီးတော့သွားတယ်တဲ့